မြတ်စွာဘုရားကဒီပွန်တုတ်တက်ဖို့မင်္ဂလာတရားထဲမှာပဏိတာနေသသေဝနာပညာရှိတဲ့ပုဂ္ဂိုလ်ကိုမိဝဲပါပေါင်းတယ်မှာလို့ဆိုတာဒီကလျာဏမိတ်တမျိုးရည်ညွှန်းတာပဲပညာရှိနဲ့တွေ့မှလူတွေဟာဒုက္ခဒုက္ခကလွမြောက်နိုင်တဲ့နိလန်းတွေကိုရရှိတာကိုပညာရှိကမှမကန်တဲ့လမ်းကြောင်းကိုညွှန်ပြနိုင်တယ်ဂျီပွန်တုတ်တက်မှုဆိုတဲ့မင်္ဂလာရဖို့ရအတွက်လေကလျာဏမိတ်တာ အရေးကြီးဆုံးပဲလို့သူတို့ပြောတာနော်ကောင်းပြီကိုယ့်ကိုစမ်းစစ်ကြည့်ငါမှာကလျာဏမိတ်တရှိရလားမြန်မာလူမျိုးတွေအနေနဲ့ကြည့်ကလျာဏမိတ်တရှိရလားလို့အုပ်ကိုစမ်းစစ်ပြီးတော့ကြည့်ကိုယ့်မှာမိကောင်းဖကောင်းရှိရင်ဒါကလျာဏမိတ်တအမေဖေကလိမ့်လိမ့်မာမာနေဖို့ပြောတယ်ဆုံးမပေးတယ်ကိုချင်းဒီလာနဲ့ပြည့်စုံအောင်ဆုံးမပေးတယ်ရာတရားရှိအောင်တုံတင်ပေးတယ်စွန့်လွတ်မှုဌာနကောင်းမှုပြုအောင်တုံတင်ပေးတယ် ဘုရားတော်ကြောင်းတဲ့လှုပ်အောင်သွန်သင်ပေးတယ်။ဘုရားနာတတ်အောင်သွန်သင်ပေးတယ်။ဟောရမိကောင်းဆွေကောင်းပဲ။မိဘမိကောင်းဆွေ။ဆရာသမားတွေကလည်းထို့တူပဲ။